မင်္ဂလာပါတီချက်တီနာပါတီချက်တီနေ့တင်မှာ grade 12 maths ရဲ့ chapter 3လေးသင်နေတာ exercise 3.2ရဲ့ number 3လေးကိုသင်မှာဖြစ်ပါတယ်အဲ့တော့ grade 12ပဲဖြစ်ဖြစ်ဒီချက် grade 10 11 12 3တန်းကိုသင်ပေးနေတာဖြစ်တဲ့အတွက် playlist ထဲဝင်ကြည့်လိုက်လို့ရှိရင်အဲ3တန်းလုံးဟာရောနေမှာဖြစ်တယ်ဘာလို့လဲဆိုတော့10 chapter သင်လိုက်11 chapter တင်လိုက်အဲ့လိုတင်ထားတာဖြစ်တဲ့အတွက်ကိုကြည့်ချင်တဲ့ chapter တွေကိုအောက်ထည့်စင်ပြီးရှာပေးပါ နော်ကိုကြည့်ချင်တဲ့ chapter တွေအောက်ထိဆင်းပြီးရှာပေးပါပြီးရင် playlist ထဲကြည့်တဲ့အခါမှာဒီ chapter ကအရှိပိုင်းမှာက example နဲ့ notes တွေရှိမှာဖြစ်ပါတယ်နောက်ပိုင်း part တွေမှာက exercise ရှိမှာဖြစ်ပါတယ်အဲ့တော့ exercise တွေကိုကြည့်ချင်ရင်ဟိုအောက်ဆုံး part အထိသွားရှာပေးပါနော်ကဲဟုတ်ပြီအဲ့ဆို chapter number 3လေးကိုကြည့်အောင်3 make one layer given နဲ့ပေးထားတယ်အမှတ်ပေးတာက p ရယ် q ရဲ့တဲ့ p အမှတ် q မှတ်နှစ်ခု baby determine ဆုံးဖြတ်ပါတဲ့ whether or not ဖြစ်လားမဖြစ်လားတဲ့ the following points are အောက်မှာပေးထားတဲ့အမှတ်တွေဟာ on the line pq pq ပေါ်မှာရှိလားမရှိလားတဲ့ဒါဆိုရင် line တစ်ချောင်းပေါ်မှာအမှတ်တစ်ခုရှိလားလို့မေးခဲ့ပြီဆိုရင်ဒီချက်တော့ဘာလို့ပြရမှာလဲနှစ်ခုရှိတယ်လို့ပြောထားတယ် equation of the line တုံးလို့ရမယ် coordinate form တုံးလို့ရမယ်နှစ်ခုရှိတယ်เนาะအဲ့တော့ y uh, form တို့မဟုတ် coordinate form က x, y, z equal to the x1 kl, y1 km, z1 kn ဒါတခုနော်ပြီးရင် equation of the line ကကြတော့ x y နဲ့ x1 by l equal to y minus y1 y1 by m equal to z minus z1 by n ဆိုပြီးတော့မှရှိတယ်နော်အဲ့တော့အဲ့ဒီ formula လေးတွေအလွတ်ရနေရမယ်အဲ့တော့တချို့ရောအဲ့နှစ်ခုထဲမှာ အဲ့နှစ်ခုသုံးမယ်ပေါ့နော်အဲ့ဒီနှစ်ခုသုံးမယ်ပြီးရင်ဆက်ကြည့် if the point is on the line pq တဲ့ if ဆိုတာအကယ်၍လို့ပြောတာနော်အကယ်၍ရှေ့မှာရှိမရှိစစ်ပြီးပြီပေါ့နော်စစ်ပြီးသွားတဲ့အခါမှာ pq ပေါ်မှာအမှတ်ရှိနေခဲ့တယ်ဆိုရင်လို့ပြောတာနော် pq ပေါ်မှာအဲ့ဒီပေးတဲ့အမှတ်တီဟာရှိခဲ့မယ်ဆိုရင် find the corresponding real number corresponding တက်ဆိုင်တဲ့ကိန်းလေး real number လေးအဲ့ဒါကိုဘာလို့ခေါ်တာလဲ parameter လို့ခေါ်တာเนาะတူနေတဲ့ဟာတို့ရဲ့အချိုးတူနေတဲ့တန်ဖိုးအဲ့ဒါလေးကိုဘာလို့ခေါ်လဲ renewable လေးဖြစ်တဲ့ဂိမ်းလုံးလေးကိုတချို့လူက parameter လို့ခေါ်ခဲ့တာဖြစ်တဲ့ key နဲ့တန်ဖိုးသတ်မှတ်ခဲ့တယ်။အဲ့တော့ to the constant တစ်ခုဖြစ်တဲ့အတွက်တခြားသင်္ကေတသတ်မှတ်လို့လည်းရပါတယ်။ with respect to the point b တဲ့ဘယ်သူနဲ့တွက်ပေးရမလဲ point b နဲ့တွက်ပေးရမယ်တဲ့။ကဲဟုတ်ပြီ။အဆိုတချို့လူ a မှာဒီ chapter 3ရဲ့ပုံစံတွေတွက်ပြီဆိုရင်ဘာမှမလုပ်ခင်ဘာအရင်တွက်ရမလဲ။ directed value တွက်ရမယ်။အဲ့ဒါကြောင့်တချို့ပေးချက်ပြန်ကူးမယ်။ b အမှတ်ကူးမယ်။ b က3 2 -1 ပြီးရင် q မှတ်ကူးမယ် q က for 2 5နော်အဲ့ဒီအမှတ်နှစ်ခုကူးပြီးရင်အဲ့ဒီ pq ရဲ့ directive value ကိုတွက်မယ် directive value of pq equal to pq ဆိုရင် q ရဲ့က p ကိုနော်ဆိုတော့ ကွင်းမမားစီနဲ့เนาะတောင်းကွင်းအချုံပဲခတ်လို့ရတယ်သူတင်ဂီတာဒီဒီတင်ဂီတာပဲဖြစ်တယ်เนาะမှားလို့မရဘူးလက်သေးကွင်းနေတောင်းကွင်းနေခတ်လို့မရဘူးเนาะဆိုတော့နောက်ကနေရှေ့နှုတ်မှာဖြစ်တဲ့အတွက်4 3เนาะ4 3ဆိုတော့1 2 2ဆိုတော့0 5 1ဆိုတော့5 1เนาะ5 1ဆိုတော့6ကဲအဲ့တော့ဒီမှာတချို့တို့အလဲမှာဒါလေးကဘယ်သူတန်ဖို့လို့ပြီးခဲ့လဲ L M အန်ရဲ့တန်ဖိုးဒါဆိုရင်ဒီချက်တို့ m တန်ဖိုးလေးဒီပါထွက်တယ်0ထွက်နော်ဒါဆိုရင် equation of the line သုံးလို့မရတော့ဘူးလို့ပြောထားတယ်။ဘာကြောင့်လဲ y y1 by m ဆိုရင်ပိုင်းခြေသီးဘာဖြစ်သွားပြီလဲ0ဖြစ်သွားပြီဒီချက်တို့မှာပိုင်းခြေ0ဖြစ်လို့မရတဲ့အတွက်ဒီဟာသုံးလို့မရဘူးနော်အဲ့ဆိုဒီချက်တို့ဘာသုံးမှာလဲ coordinate form ကိုသုံးမယ်အဲ့တော့ coordinate form လေးကိုတစ်ခေါက်ပြန်ဆိုကြည့်ပါဦး x y z က x minus x1 by l y minus y1 by m z minus z1 by n ပေါ့နော်အဲအကြောင်းမလို့ဒီချက်တော့သူ့ကိုရေးမယ်တဲ့အဲ the coordinates of the point x y z on the line pqr ပေါ့နော် pq ပေါ်မှာရှိခဲ့လင်းလို့ပြောလိုက်မှာနော် pq ပေါ်မှာရှိခဲ့လင်းဆိုပြီးတော့ formula ၃မှာဖြစ်တဲ့အတွက် the coordinate N A T E coordinate of the Y. Abdullah, X Y. Sensure Amakaliga on the line BQ, no? On the line BQ. PQ အမှတ်ပေါ်မှာဒါတချို့ sorry PQ line ပေါ်မှာဒါတချို့ဒီအမှတ်ရှိခဲ့မယ်ဆိုရင်သူ့ရဲ့ point တွေဟာဘာဖြစ်သွားမလဲဆိုတော့ formula လေးရေးပါเนาะဆိုတော့ formula ဒီ x, y, z equal to ဒီဘာဖြစ်မလဲ x1 kl ပြီးရင် y1 km ဆို1 kn ဟုတ်လားအဲ့တော့ဒီမှာတခါတယ်တချို့ formula ရေးပြီးမှပဲအစားသွင်းလိုက်တော့မယ်เนาะ x1 kl comma y1 plus km comma z1 plus kn နော်ဒါလက်သေးခွင်းเนาะဒါအမှတ်ဖြစ်တဲ့အတွက်ဒါဆိုရင်ဒီချက်တော့ x1 ဆို x1 နေရာမှာ p နဲ့တွဲရမှာဖြစ်တဲ့အတွက်ဘယ်လောက်ဖြစ်မလဲ x1 က3ပေါ့เนาะ p နဲ့တွဲရမှာเนาะ p ရဲ့ x1 က3 k ကမတိသေးဘူးဒီချက်တော့ဘာတိလဲ l တိတယ် l က1เนาะဒါကြောင့်မလို့ +1 k ဆိုတော့ဘာဖြစ်မလဲ k ပဲပေါ့เนาะပြီးရင် comma y1 က2 m က0 0 plus key ဖြစ်တဲ့အတွက်ပါပဲရှိတော့မှာလဲ2ပဲရှိတော့မှာပေါ့เนาะ comma z1 ကကြတော့ -1 เนาะ key n n က6ဒါဆိုရင် plus 6 key ပေါ့เนาะ6 key ဒါဆိုရင်အခုတချို့တို့ဒီ point လေးရလိုက်တယ်ဆိုတော့ k ဘလောက်လဲဆိုတော့မသိသေးပြင်မဲ့အခုရလိုက်တဲ့တချို့ရဲ့အလဲဒီ2ဒီဘယ်သူနေရာမှာရှိရလဲ wind down ဘို့เนาะအဲ့တော့ wind down ဘို့2ဆိုတဲ့နေရာမှာ teacher ရဲ့ point ရှိနေမှာဖြစ်တယ်ဒါကြောင့်မလို့ plane ပေါ်မှာ plane ပေါ်မှာ y အမှတ်2နေရာလေးမှာရှိနေမှာပေါ့ဒါကြောင့်မလို့ this mean that the line pq is on the plane เนาะ plane ပေါ်မှာ wind down ဘို့2နေရာလေးမှာရှိမယ်လို့ပြောမှာဖြစ်တယ်เนาะ wind down ဘို့2နေရာလေးမှာရှိတယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်မလို့ this mean ဆိုလိုတာကလို့ပြောရနော်၎င်းသည်ဆိုလိုတာက the line အခုပြောတဲ့ line လေးအခုပေးထားတဲ့ line လေးနော်ပုံစံမှာပေးတဲ့ line pq ဟာ line pq ဟာဘယ်ပုံမှာရှိမှာလဲ is on the plane နော်ပြင်ညီပုံမှာဘယ်နေရာမှာရှိမှာလဲ wind down ဖို့ two ဆိုတဲ့နေရာလေးမှာရှိတယ်လို့ ြောတာဖြစ်တယ်ပေါ့နော်။ကဲအဲ့ဒါဆိုရင်အခုတစ်ချက်လို့ဘာလုပ်ပေးရမလဲ။တွက်လို့ရပြီပေါ့။ A တွက်တွက်တော့မယ်နော်။အဲ့ဆိုတော့နံပါတ် A လေးမှာသူပေးတဲ့ point လေးကိုကြည့်အောင်တစ်ချက်လို့ E လေးမှာကအမှတ်ဒီပါလေ5 to 11လို့ပြောတယ်เนาะအဲ့ဒီ5 to 11က BQ ပေါ်မှာရှိခဲ့လင်းလို့ပြောထားတာเนาะနောက်ဆုံးလို့ if ပေါ့เนาะ if အကယ်၍ဒီချက်တို့ရဲ့ x, y, z လေးဟာဘယ်သူဖြစ်ခဲ့ရင်5 2 11ဆိုတဲ့အမှတ်တာဖြစ်ခဲ့လင်းဆိုရင်ခုနကတချို့ line ပေါ်မှာရှိတဲ့ equation ဒီဒါလေးနော်ဒါလေးအဲ့ဒီဒါလေးရဲ့ဒီ xyz နေရာတွေမှာဘာထည့်လိုက်ရမှာလဲဒီမှာနော် x, y, z equal to ဆိုတဲ့ဒီနေရာမှာထည့်ပဲဒီနေရာမှာတချို့ xyz နေရာမှာအခုပေးတဲ့5 to 11လေးကိုထည့်မှာပေါ့နော်အဲ့ဆိုရင်ဒီမှာဘာဖြစ်သွားမလဲ5 2 11လေးဟာဟိုဘက်ကဂိမ်းကဒီတိုင်းပြန်ကူးပေါ့เนาะအဲဆိုရင်3 k 2 6k เนาะအော် -1 6k ပေါ့3 t, comma, 2, comma, minus 1 plus 6k เนี่ยညီသွားမှာเนาะဒါ equation မှာထည့်လိုက်ပြီဒါဆိုရင်ဒီချက်တို့နှစ်ခုနှိုင်းရှင်မယ်ဆိုရင် 5d ဘယ်လောက်နဲ့ညီမလဲ3 plus k နဲ့ညီမှာဒါကြောင့်မလို့3 plus k equal to 5 နောက်တစ်ခု2ကတော့ထည့်ရေးစရာမလိုတော့ဘူး2က2နဲ့ညီတာနောက်ဆိုရင်11လေးကဘယ်သူနဲ့ညီမှာလဲ -1 6k နဲ့ညီမယ်ဒါကြောင့်မလို့ -1 6k equal to 11ဒါဆိုဒီချက်တော့ k2 လားလို့ကြည့်ရမှာလေ k2 လဲဆိုရင် parameter ရသွားတာဖြစ်တဲ့အတွက် point က line ပေါ်မှာရှိတယ်လို့ပြောမှာဒါကြောင့်မလို့3ဟိုဘက်ကိုပို့လိုက်ရင်5 3ဆိုတော့2เนาะတခါဒီဘက်က 6k equal to d minus 1ဟုတ်ပဲပို့တော့ plus 1ဆိုတော့12เนาะဆိုတော့6နဲ့လီစက်နှစ်ဖြစ်တဲ့အတွက်သူကလည်း2ပဲဒါဆိုတီချာရဲ့ parameter k လေးဒီ2မဖြစ်နေဘူးလား2နေတယ်2တယ်ဆိုရင် the point ပေါ့အခုပေးထားတဲ့ဟာလေးကရှိသွားပြီပေါ့เนาะ the point အဲ့တော့သူပုံစံမှာပေးတဲ့ point ဒီ5 2 11เนาะဆိုတော့5 2 11ဆိုရဲအမှတ်ဟာ is on the line pq ပေါ့နော် is on the line BQ. ဘယ်မှာတော့ရေးလိုက်မှာနော် is on the line BQ. BQ ပေါ်မှာရှိတယ်ရှိခဲ့တယ်ဆိုရင် corresponding real number လေးမိထားတာဖြစ်တဲ့အတွက် key ကိုပြောတာဒါကြောင့်မလို့ the corresponding C O R R E S P O N D I N G corresponding real number ပေါ့နော်မိခွန်တိုင်းမိခွန်တိုင်းရေးလိုက် real number n u m b e r number is 2ပေါ့ဒါပဲเนาะအဲ့ဒါဆို a ပြီးသွားပြီဒါဆို b အတွက်စဉ်းစားမယ် b က if teacher ရဲ့ x, y, z လေးဒီသူပေးတဲ့ point ပေါ့เนาะသူပေးတဲ့ point ဆိုတော့22 7ဖြစ်ရင်เนาะဆိုတော့22 7 ဒါဆိုရင်ဒီစရို့ဒီအပေါ်က equation မှာပဲသွတ်ထည့်မှာနော်ဒီ equation မှာသွတ်ထည့်လိုက်တဲ့အခါမှာဒီစရို့ဒီနေရာလေးမှာဘာဖြစ်သွားမလဲခုပေးတယ် b ရဲ့ point ထဲမှာပေါ့နော်ဒီဘက်ကတော့မပြောင်းဘူးနော်ဒီဘက်ကဒီအတိုင်းပြန်ရေးမှာအဲ့ဆိုရင်ဒီစရို့ဘာထည့်လိုက်မှာလဲ2 2 minus 7လေးဒီဟိုဘက်က point နဲ့ညီသွားမှာဖြစ်တဲ့အတွက်ဘာနဲ့ညီမှာလဲ3 plus k comma 2 comma minus 1 plus 6ခီနော်ဒါဆိုဒီကနေ parameter ရှာမှာဆိုရင်ဒီချက်လို့2လေးထိတ်ဆုံး x လင်းနေရလေးရဘယ်သူနဲ့တူ3 plus k နဲ့တူမှာဖြစ်တဲ့အတွက်3 plus k equal to က2ဒုတိယနောက်ခါဟာပေါ့နော် -7 နေရာမှာက -1 plus 6k က -7 နဲ့ညီမှာနောက်ဆိုရင် k equal to 3ဟုတ်ပဲရွှေ့လိုက်တော့ -1 comma ပေါ့နော် 6k equal to d -1 ဟုတ်ပဲရွှေ့တော့ +1 ဆိုတော့ -6 k equal to -1 ဒါဆိုရင်ရော k မတူဘူးလားတူတယ်တူတယ်ဆိုရင် तू ကလည်း line ပေါ်မှာရှိတယ်ပေါ့နော်ဒါကြောင့်မလို့ therefore the point မှန်တပွိုင်းအခုပြတဲ့အမှတ်ဆိုတော့ 2.2.-7 is on the line ဘယ်ပေါ်မှာရှိ PQ ပေါ်မှာရှိတယ်နော် PQ and ပေါ့ရှိရဆိုတဲ့အတွက် the corresponding C O R I E S P O N D I N G corresponding real number S ပေါ့နော်ဒီဘက်မှာရေးလိုက်မယ် real number S နော်ဘယ်လောက်ဖြစ်သွားလဲ -1 ပေါ့နော် real number is -1 ဒါဆိုရင်သူတို့ B လဲပြီးသွားပြီเนาะအဲ့ဒါဆိုရင် C လေးကြည့်အောင်အဲ့ဆို C ရဲ့အမှတ်ကိုရေးမှာဖြစ်တဲ့အတွက် if เนาะအကယ်၍သူတို့ရဲ့ x, y, z လေးဒီဘယ်သူနဲ့ညီ 7.2, 2, 2နဲ့ညီမယ်ဒါဆိုရင်သူတို့ရဲ့အဲ့ဒီရလာတဲ့ 7.2, 2, 2ဒီခုနအတွက်ထားတဲ့ formula ဖြစ်တဲ့3 k, 2ကောမှာ minus 1 plus 6 k နဲ့ညီမယ်เนาะအဲ့ဒါဆိုရင်ခုနတိုင်းဆက်တွက်မယ်ကဲ లై ပြောလိုက်အောင်ဆိုတော့ 3+k လေးက7/2နဲ့ညီမယ်ပြီးရင် -1+6k လေးကဘယ်သူနဲ့ညီမယ်2နဲ့ညီမယ် ကဲအဲ့ဒါဆိုရင်ဒီချက်တော့ -3 ဖြစ်သွားမှာပေါ့နော်အဲ့ဆို 7k equal to 7 by 2 3ကလေးတော့ကယ်ကူလေတာနှိပ်လဲရရနော်အဲ့ဆိုတော့ k equal to ဘယ်လောက်ရမလဲ3 4 6ဆိုတော့1 by 2ပေါ့နော်1/2ဒါဆိုဒီဘက်ကကျတော့ 6k equal to -1 ဟိုဘက်ပို့တော့ plus ဆိုတော့ 3k equal to the 3/6ဆိုတော့ဒီလဲပါပဲလေ1/2ပဲပေါ့နော် 1 by 2ဒါဆိုသူလဲရှိလားမရှိလားရှိတယ်ရှိတယ်ဆိုတော့ therefore เนาะ therefore the point ပြီးတဲ့ပုံစံကူเนาะ7 by 2 2 2ဆိုတော့ point လေးဒီ is ဘယ်ပေါ်မှာရှိမလဲ on the line bq เนาะ on the line bq bq မှာပေါ်မှာရှိမယ် and သူရဲ့ corresponding real number เนาะဒီချက်အတူောက်ရေးလိုက်တော့မယ်เนาะ corresponding real number is ဘယ်လောက်ဖြစ်သွားမလဲ1.2ပေါ့เนาะရှေ့မှာစာအပြစ်ရေးခဲ့ပြီးပြီเนาะကဲအဲ့ဒါဆိုဒီချက်တော့ဘာလေးချက်မလဲ d လေးချက်မယ်ဆိုတော့ d ကကြတော့6 to 10ပေါ့เนาะဆိုတော့ဒီချက်ရဲ့ f အကယ်၍နံပါတ် d အတွက်เนาะဒါနံပါတ် d အတွက်ကအဲ့ဒီ point ဖြစ်တဲ့ x, y, z ဆိုတဲ့ point ဟာ 6 to 10ဖြစ်ခဲ့မယ်ဆိုရင်တော့အဲ့ဒီ6 comma 2 comma 10လေးဟာ pq ပေါ်ရှိသလားတဲ့ဒါဆိုရင်တချို့ formula မှာသွားထည့်ရင်6 comma 2 comma 10လေးကသူ formula ဖြစ်တဲ့ခုနရှာထားတဲ့3 plus k comma 2 comma minus 1 comma 6k နော်အဲ့ဒါနဲ့ညီတယ်ဆိုရင်ဒီချက်တို့နှိုင်းရှင်နဲ့3 key လေးက6နဲ့ညီမယ် minus 1 6 key လေးက10နဲ့ညီမယ်ဒါဆိုရင် k equal to ဒီ3 plus 3ရဟုတ်ပဲရှိရင် minus ဖြစ်မှာဖြစ်တဲ့အတွက်3ပေါ့နော်ဒါက 6k equal to minus 1ဟုတ်ပါပို့တော့ plus ဆိုတော့11။အဲ့ဆို k equal to ဒီ11 by 6ရတယ်။နော်။ k မတူတော့ဘူး။ဒီဘက်က k က3ရတယ်။ဒီဘက်က k က 11.6ရတယ်ဒါဆိုရင်ဒီဆရာကမတူတဲ့အတွက်ပါလို့ဖြစ်ဘူးလေပါရာမီတာမရှိဘူးမရှိရင် line ပေါ်မှာဒီအမှတ်မရှိဘူးလို့ပြောမှာဒါကြောင့်မလို့ therefore เนาะအခုပေးထားတဲ့သဘောအပွိုင်းပုတ်စာရဲ့မှတ်ကဘာတူလဲ6 to 10เนาะ6.2ပေါ်မှာ10ဆိုတဲ့ point လေးဟာ is not เนาะ on the line pq နော် pq ပေါ်မှာမရှိဘူးမရှိတဲ့အတွက် real number ဖြစ်တဲ့ parameter လည်းရေးပြီးစရာမလိုဘူးပေါ့နော်ဒါလေးပဲရမလားကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချိန်နောက်ဗီဒီယိုလေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ